လက်ထက်သွားတဲ့ရီစာဟောင်းအတွက်ဝမ်းနဲ့မနေပဲသူ့ထက်ပိုသားတဲ့ချစ်သူနဲ့လက်ထက်တော့မယ်ရင်လက် action မင်းသမီးဖြစ်တဲ့ရင်လက်က fighting ဇဝင်ခန်းနေမှာလူစားမချိုးပဲကိုရင်တရုတ်ဆောင်တာကြောင့်နဲ့မကြည့်တဲ့သူပါသူကိုတချို့ကလည်းတော်မင်းသမီးလို့ခေါ်ကြပြီးတချို့ကလည်းအာမီခဲ့ပူပါရဲ့ရှင်အသက်ငယ်ငယ်ကလေးက action မင်းသမီးဖြစ်တဲ့ရင်လက်ကမကြခင်မှာတော့လက်ထက်တော့မှာပါတမိုးကြီးစိန်လက်စွတ်ကြီးနဲ့လက်ထက်ခွန်တောင်းခံရတဲ့ရင်လက်ကအခုမှပဲအချစ်စစ်ကိုတွေးရှိသွားပါတယ်လက်စွတ်မှာပေါဝန်နဲ့စိန်ကြီးကကြီးမလို့ရင်လက်လက်ထက်မဲ့သူကတော့အာမန်မိသားစုတွေကမဟုတ်ပဲကျော်ဝချမ်းသာသူတယောက်ဆိုတာခံမှန်းမိကြပါတယ် ယ်။ရင်လက်ကိုသူ့ရဲ့ချစ်သူကဒူးထောက်ပြီးတော့လက်တက်ကွန်တောင်းတဲ့အထိမျက်မျက်နှုံတို့အချစ်ခံနေရပြီးတော့ထားသွားခဲ့တဲ့ဤစားအုံးကိုခြေပြလိုက်ပါတယ်။အရှင်မင်းကြီးဖြစ်တဲ့ရင်လက်ကတစ်ချိန်ကလည်းလူချင်းသူတွေဝိုင်းဝိုင်းလည်ခဲ့ပါတယ်နော်။တတက်မိုးရဲ့ခင်မဟောင်းဖြစ်တဲ့ဆိုင်လွန်နဲ့ရင်လက်ကချစ်သူတွေဖြစ်ခဲ့ကြပြီးနှစ်တော်ကြောင်းကိုတွေ့ခဲ့ကြပါတယ်။ဆိုင်လွန်ရဲ့မွေးနေ့မှာရင်လက်ကကိတ်တွေလည်းပို့ပေးခဲ့ပြီးတဲပီစီပေါက်စားဆိုတဲ့နာမည်လေးပါရရှိခဲ့ပါတယ်။နှစ်တော်ကြောင်းတွေ့ခဲ့ပြီးမှနောက်ဆုံးမှာတော့သဘောထားချင်းမတိုက်ဆိုင်ကြတော့ပါဘူး။ဆိုင်လွန်ကသူတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့တပုံလေးတွေကိုလည်းဖော်ပြထားခဲ့ပြီးမှမကြ ာခင်မှာပဲလမ်းခွင်လိုက်ကြပါရယ်ရင်လက်ကနှစ်နှစ်ကြာတွဲခဲ့ပြီးလာမယ့်ကျွတ်မှာပဲဆိုင်းလွန်းကအငိတ်မင်းသမီးလေးတင်စားရင်းဝန်းနဲ့ချစ်သူဖြစ်သွားခဲ့ကြပါရယ်တင်စားရင်းဝန်းနဲ့ချစ်သူဖြစ်တာလာမယ့်အကျင့်မှာရင်ခက်ခဲနာနာလက်ထက်သွားခဲ့တာကြောင့်ရင်လက်လည်းအသေးတွေကွက်ခင်ရပါရယ်ရုတ်တရက်အထားခံခဲ့ရတဲ့အပြင်လက်ထက်သွားတဲ့ရီစားဟုံးကိုတော့ရင်လက်လည်းစိတ်နာသွားခဲ့ပါရယ်တယောက်တစ်ဖြတ်တန်းနေရင်နဲ့မတင်မဲ့ပဲလက်ရှိချစ်သူနဲ့ဆုံးဖြတ်ခဲ့တာပါရင်လက်ကလက်ရှိချစ်သူနဲ့အွန်လိုင်းကနေတိကျွမ်းခဲ့တာဖြစ်ပြီးလက်ထက်ဖို့အထိဖြစ်လာခဲ့ပါရယ်ဩစတြေးလျမှာကြောင်းတက်နေတဲ့ရင်လက်ရဲ့ချစ်သူကငွေကြေးချမ်းသာကြော ွားတဲ့အပြင်အရင်လက်ထက်လည်းအသက်ငယ်သူဖြစ်ပါတယ်။အတိမိတ်ဆွေတယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့်ပဲသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားခဲ့ပါတော့တယ်။ချစ်သူဖြစ်ခွင့်ဆိုပြီးတော့ခံခံနာနာချီးဆိုခဲ့သလိုလက်ထက်ခွန့်ကိုလည်းစိန်လက်ဆွေအကြီးကြီးနဲ့တရားပြင်ဆင်ပေးခဲ့တာပါ။မိဘတွေကိုလည်းလေးလေးဆက်ဆက်ဆက်ဆံပေးတဲ့ချစ်သူဖြစ်တာကြောင့်အဖက်ဖက်ကနေစဉ်းစားပြီးတော့လက်ခံလိုက်ပါတယ်။သူတို့သားလောင်းရဲ့မျက်နှာကိုတော့မဖော်ပြသေးပေမယ့်လက်ထက်ချက်အခါမှာတော့အားလုံးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချစ်သူတက်တန်း6လောက်တာရှိသေးပေမယ့်ရင်လက်ကတော့လက်ထက်တော့မှဖြစ်လို့ပြိတ္တတွေကတော့စောတယ်လို့လည်းပြောနေကြပါဗျ ခြေသူသက်တမ်း6လအတွင်းမှာယုံကြည်ရလောက်တဲ့အနေအထားကိုရောက်လာပြီဖြစ်တာကြောင့်ရင်လက်ကလက်ထက်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါရှင်။တစ္ဆာဖောက်ခံခဲ့ရတဲ့ရင်လက်ကတော့ဒီတစ်ခါမှစိတ်လုံးကြုံမှုပေးတဲ့ခြေသူကိုပဲရွေးချယ်လိုက်ပါတယ်။ခြေသူသက်တမ်း6လကတော့ခြေကင်စဖြစ်ပြီးတယောက်ကြောင့်တယောက်မသိသေးတဲ့အချိန်လေးဖြစ်ပါတယ်နော်။ဒါကြောင့်အလုံးစုံမယုံကြည်တဲ့အကြောင်းအကြံပေးကြပါမယ်။ရင်လက်ကတော့သူ့စိတ်ထဲမှာယုံကြည်ရကြောင်းခံစားမိတာကြောင့်လက်ထက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ရလကလွန်ခဲ့တဲ့နှစ်တွေကလည်းမတူပဲခန္ဓာကိုယ်ဝလာခဲ့တဲ့ဆိုပေမဲ့သူ့ရဲ့ချစ်သူကတော့နားလည်ပြီးခဲ့ပါတယ်။ဂ ကျမရေမကောင်းတဲ့ရင်လိုက်ကဟော်မုန်းအတက်အကျမညီတာကြောင့်ကိုယ်လေးချိန်ရှော့ချဖို့လည်းခက်ခဲနေပါတယ်။သူရဲ့ဖြစ်ချင်မှုတိုင်းကိုလက်ခံပေးနိုင်တဲ့ချစ်သူကိုတွေ့တဲ့ရင်လက်ကတော့လက်လွတ်မခံတော့ဘဲလက်ထက်ထောက်မှာဖြစ်ပြီးတော့ရီစာဟောင်းထက်အဆက်ဆက်ရာတာလွန်တဲ့သူကိုရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။၂025ခုနှစ်အတွင်းမှာလက်ထက်မဲ့မင်းသမီးတွေကတော့တယောက်ပြီးတယောက်ကိုပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒီအထက်မှာတော့ရင်လက်လည်းပေါဝင်သွားပြီးတော့သူဘဝအတွက်အကောင်းဆုံးဖြစ်မဲ့သူနဲ့ကြီးကြီးကျယ်ကျယ်မင်္ဂလာဆောင်တော့မှာပါရှင်။ ညီစာဟောင်းထက်တားတဲ့သူကိုလက်ထပ်တိုင်တော့မယ်။ရင်လက်ကိုမင်္ဂလိတွေကတော့အပိနေကြပြီးတော့အလားလားပဆောင်လက်စားချေနီးလို့လည်းပြောနေကြပါတယ်။ရုတ်တရက်ထားသွားခဲ့တဲ့ချစ်သူကိုလွမ်းမနေပဲအဆက်ဆက်အရာတာလွန်နဲ့အမျိုးသားကိုရွေးချယ်လိုက်တဲ့ရင်လက်အပေါ်မှာဘလို့ထင်မြင်မိလဲဆိုတော့ကမမပြောခဲ့ပါဦး။ကြည့်ရှုအပိခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။